မင်္ဂလာပါကံလမတိုက်အရှုံးမပေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောမှာဖြစ်ပါတယ်ပဝင်းကျင်ကိုယ်နဲ့ပတ္တယပတ္တကြောင်းလောကထဲမှာနေတဲ့အခါကျတော့အဆင်ပြေတယ်ဆိုတာတော့အမြဲကြုံရမှာမဟုတ်ဘူးကိုမိသားစုအချင်းချင်းတောင်းသဘောထားချင်းတိုက်ဆိုင်တယ်ဆိုတာအမြဲဖြစ်နေတာမဟုတ်တော့အဆင်မပြေမှုဆိုတာတကုမဟုတ်တကုတော့တွေ့နေမှာပဲ နောက်ခုနဲ့ပတ်သက်တဲ့ပတ်သက်ရတဲ့သူတွေထဲမှာကိုဆရာသမားရှိမယ်ကိုမိဘရှိမယ်ကိုလေးစားရတဲ့သူရှိမယ်ကိုအလုပ်ထဲကကိုထက်အရာရောက်တဲ့သူ ကိုကကြည့်ရတဲ့သူပေါ့သူမျက်နှာကြည့်နေရတာအဲ့လိုခါမျိုးမှာအထက်လူကြီးတွေရဲ့ဆုံးမမှုလည်းရှိခြင်းရှိမယ်ပြီးနိုင်မှုလည်းရှိခြင်းရှိမယ် ။နောက်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့ခံယူချက်တွေကိုပြင်ပတားမြစ်ထားတွေလည်းလောကောင်းလုပ်မယ်။ကောင်းတာအကြံပေးတယ်ဆိုလို့ရှိရင်လက်ခံရမယ်။ကလမ်းမတိုက်ရအောင်။ကလမ်းတိုက်တဲ့မျက်နှာကလမ်းတိုက်တဲ့စကားတချို့ကလွယ်လွယ်လေးပြောတတ်တယ်။အော်အဲ့လော်လော်လေးပြောတတ်တဲ့လူစားမျိုးကသူကနည်းနည်းလေးမှမခံတဲ့သူမျိုးပေါ့ စကားနည်းနည်းဆုံးမလိုက်တဲ့စကားကိုတော့မှပြန်ပြီးတော့မကျေနပ်တဲ့မျက်လုံးနဲ့ပြန်ကြည့်တာတို့နောက်ပတ်ခနဲ့စကားကိုလွယ်လွယ်ပြန်ပြောလိုက်တာတို့ကလန်တိုက်တယ်လို့ခေါ်တယ်အဲ့လိုမျိုးကလန်တိုက်စံကျင်ဘက်ပြန်လှုပ်တော့အကျိုးမရှိဘူးလူမုံသွားတယ်အဲ့မုံသွားတာကိုကိုကသူကမုံတာသူကစမုံလိုက်တာမဟုတ်ဘူးကိုကကိုတကယ်မုံစရာကောင်းနေတာ ကိုယ့်ရဲ့အပြောကိုယ့်ရဲ့အနေ ကိုယ့်ရဲ့အလုံးဘယ်နည်းနည်းလေးမှမငုံခံတယ်ဆိုတာမှမရှိတာဘူးတဘာဝတရားအမှန်တရားတစ်ခုကဆရာဆိုရင်လေသူဆုံးမလိုက်တဲ့အချိန်မှာနားထောင်လွယ်တယ်ကျင်ကျေးတယ်ဆိုတဲ့တပည့်မျိုးပဲချက်တာအနန္တခံတဲ့သူကိုပဲချက်မှာပေါ့ကိုအထက်ကနေနေတဲ့သူတွေဥစ္စာကိုအောက်ကလူ ကိုအောက်ကလူကိုပြန်ပြီးတော့ ချော့နေရမယ်ပုံစံမျိုးတော့ဘယ်သူမှမနေတာအမှန်ပဲမိဘလည်းဒီအတိုင်းပဲဆရာသမားလည်းဒီအတိုင်းပဲအလုပ်ရှင်လည်းဒီအတိုင်းပဲပေါ့ကိုယ်အထက်ကရှိတဲ့သူဆိုတော့သူကငကိုတဲ့ကိုကအထက်မှာနေနေတယ်ဆိုတော့ကိုကနားလဲရမယ်သူတို့ပြောတာမခံနိုင်ဘူးဆိုလို့ရှိရင်မလုံရတော့ပေါ့အတူမနေတော့ကြောနေပေါ့ဒါပဲရှိတယ်ကိုဘာသာကိုရက်တင်နိုင်ကိုဆရာလုံးနိုင်လို့ဒါပေမဲ့လောကကြီးထဲမှာက အချင်းချင်းယိုတည်မှုဆိုတဲ့တရားနဲ့သွားနေကြရတာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်တဲ့သူတွေဟာကလမတိုက်ဘူးအစဉ်ပြေပြေလေးပဲနေပေးတယ်ဒါပေမဲ့ကိုဖြစ်ချင်တဲ့အရာကိုလည်းအကောင့်ထဲပေါ်သွားတယ်ပညာရှိသောဤဖြင့်ပါဏတ်သောဤဖြင့်အကောင့်ထဲပေါ်သွားတယ်စတဲ့ဘက်လုံးလို့ဘာလက်လာပါမှလည်းတိုးမလာဘူးဘာကုန်သိမ့်ခါမှလည်းတက်မလာဘူးစတဲ့ဘက်လုံးတဲ့သူတွေအကောင့်လုံးကြာရှုံးတာပဲ လူမုံသွားတယ်အထက်လူကြီးမုံတယ်အမိပါမုံတယ်ဆရာကမုံတယ်ဆိုရင်ဘာအခွင့်အရေးမှမရှိတော့ဘူးအခွင့်အရေးတွေအကုန်ပိတ်သွားတာပဲတငယ်ချင်းတွေနဲ့ဆက်ဆံတဲ့နေရာမှာလည်းဒီအတိုင်းပဲတပတ်သူမုံအောင်တခါတလေကြာရင်တပတ်သူကမုံလို့ပေါ့စိတ်ညစ်တယ်ဆိုတဲ့အရာမျိုးတွေပြောပေမဲ့ကိုယ်ကလည်းမုံအောင်မျက်နှာထားမုံစေတဲ့စကလုံးဒါမျိုးတွေလုံနေတာတွေလည်းပုံပုံကိုလည်းဆင်ခြင်တဲ့အဲ့တော့ဘုန်းကြီးတို့ဆို ဒီလိုမျိုးနေနေရတာပဲကိုယ်နဲ့ပြဿနာမဖြစ်အောင်ပြဿနာလုပ်တဲ့သူကိုတောင်မှကိုကစပြီးလုပ်လိုက်တဲ့ပြဿနာမဖြစ်အောင်တတိနဲ့နေရတာအဲ့တတိနဲ့နေပါမှကိုကနေပြီးတော့ကလန်းတိုက်လိုက်တဲ့ပုံစံမျိုးသူ့အခွင့်အရေးသူ့အချိန်ဒါတွေကို အနောက်ရှက်ပေးလိုက်တဲ့ပုံစံမျိုးမလုပ်ဘူးလေအဲ့လိုမျိုးနေတဲ့အခါကျတော့ကိုလုံချင်တာလည်းလုပ်လို့ရတယ်။နောက်လူမုံမရှိတဲ့အနေအထားမျိုးနဲ့နေလို့ရတယ်။ ဲ့လိုမျိုးဖြစ်ဖို့ဆိုတာကိုယ့်ဘက်မှာအများကြီးမူတည်တယ်လို့ပြောချင်တယ်။ဒါကြောင့်အောင်မြင်ချင်တယ်ဆိုလို့ရှိရင်တော့မဟုတ်အစဉ်ပြေစွာရည်တည်ချင်တယ်ဆိုလို့ရှိရင်လောကနဲ့ဆန့်ကျင်ဘက်တွေမလုပ်ပါနဲ့။ပြီးတော့ကိုယ့်ရည်ရွယ်ချက်ကိုတော့ကိုယ်စိတ်ထဲမှာလည်းကိုထားပြီးတော့တနေ့တလံပကံပဲ၍မလဲအဆက်မပြတ်စူးစမ်းသွားပြီးတော့ရောက်အောင်လှမ်းသွားတိတ်ဆိတ်စွာနဲ့ကိုယ့်ရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်သွားတာအဲ့ဒါမှကိုလုပ်တဲ့အလုပ်တွေအောင်မြင်တာတော့ကဘာသူကဘာသားအပေါင်း တော့ကနေအစဉ်ပြေအောင်နေထိုင်နိုင်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။ကျမ်းမှာချမ်းသာကြပါစေ။